ဝိုင်းချန်ပီယံရှစ်မှာဘရော်နီကာချန်ပီယံကပတ်ယူနိုင်မလားဘရောင်းလုံးမဲမင်္ဂလာပါ 3K Sport 2.0ကနေကြိုးဆိုပါတယ်ကန်တိုင်းသူမြမရိုးရာလက်ဝေးမဲဘရော်နီကာကဝိုင်းချန်ပီယံရှစ်မှာချန်ပီယံဖြစ်ချင်နေပါတယ်ဘရော်နီကာဝိုင်းချန်ပီယံရှစ်ရောက်ချိန်ကလေးကချန်ပီယံကပတ်ရယူဖို့ဆုံးဖြတ်ထားတာပါထိုင်းတက်သစ်ဆာဖိုက်တာဂျွန်နီယာကိုလည်းထိုးနိုင်ရပြီးတဲ့နောက်ဘရော်နီကာကြွေးကြော်တန်းကပို့ပြီးတော့အားမှန်ပါလာတယ်ခုနပွဲစဉ်အနိုင်ရထားတဲ့ထိုင်းတက်သစ်ဆာဖိုက်တာဂျွန်နီယာကို ဘရော်နီကာတဖက်သက်ရှင်းပြိုင်ထိုးတက်ခဲ့ပြီးတော့ဒုတိယချီမှာအလဲထိုးနိုင်နိုင်ရရှိခဲ့တာပါဘရော်နီကာအလဲထိုးနိုင်မွေးရလို့ပိုးစုကြီးဘတ်3သိန်းခွဲကိုလည်းပိုင်ဆိုင်နိုင်ခဲ့ပါတယ်ဂျူနီယာကိုပြတ်တက်အနိုင်ရမယ်ဘရော်နီကာလေးစားမှုပြသခဲ့လို့ဂျီဂျူခံရပါတယ်ဘရော်နီကာဂျူနီယာကအလားလာရှိတဲ့ဖိုင်တာ2ဖြစ်ပြီးအနာဂတ်မှာအောင်မြင်လိမ့်မယ်လို့လည်းနမိတ်ဖတ်ခဲ့တာပါအွန်လိုင်းဆန်ကင်းလို့မြန်မာပရိသတ်တွေအသေးစွဲဖိုင်တာအောင်မြင်မဲ့ဖိုင်တာဖြစ်ဝမ်ခရာချက်ထရီကယူဆထားပါတယ်ဘရော်နီကာပထမဆုံးနိုင်ပွဲစရခြင်းမှာတကယ်နဲ့အားပေးနေတာမြင်ရပြီးတော့ ဒီထက်မကအောင်မြင်ဝမ်ဥရချက်ထရီရဲ့ငွေရှာဆက်ဖြစ်လာနိုင်ပါတယ်။ဘရိုနီကာကိုဝမ်နိုင်မဲ့ကျော်အလက်ရှာရိုဒီဂရက်စ်နဲ့ချန်ပီယံကပတ်စိန်ခေါ်ခိုင်းတဲ့အထိကိုစမ်းတင်နေပါတယ်။ဘရိုနီကာဘလို့ပြိုင်ပန်းမျိုးမဆိုထိုင်းလန်နေမှာမဟုတ်ပေမဲ့နောက်ထပ်နိုင်ပွဲတွေထပ်ပြီးတော့ယူစေခြင်းနဲ့အက်တန်ဝိတ်တိုင်းရဲ့အထောက်ပိုမိုချိန်ညက်ပြီးတော့ဘောက်ဆင်စကေးရီပိုကောင်းအောင်နောက်ထပ်နှစ်ပွဲလောက်အားဆန်းခိုင်းစေခြင်းပါတယ်။ဘရိုနီကာတနေ့နေ့ချန်ပီယံဖြစ်လာစေရပါမယ်။နောက်ပြီးတော့ချက်ထရီဝမ်ချန်ပီယံရှစ် CEO ကိုလည်းဂျေဆူအများကြီးတင်ပါတယ်။ ူကဘဝပြောင်းလဲအောင်ကူညီပေးခဲ့သူပါပြည်သက်တွေလည်းအတူတူပါပဲမြန်မာတနိုင်ငံလုံးကိုစားပြီးပြီးရှေ့မြိုင်နေတာပါအခုနိုင်မွေးကလတ်လောရှုံးပွဲဂျုံတွေ့နေရတယ်ဘဝသူမြန်မာဖိုင်တာတွေအတွက်ခွန်အားဖြစ်စေမယ့်လို့ယူဆပါတယ်ပထမပွဲမှာရှုံးနေခဲ့တဲ့အတွက်ရအောင်ခံစားခဲ့ရတယ်အရင်ကပွဲတွေဆိုရင်ပြိုင်ဘက်ကိုမကြည့်ဘူးကိုကောင်းမှုပဲပြင်ဆင်တာအခုကပြိုင်ဘက်ကိုလည်းတေချာလေးလာခဲ့ပါတယ်ဒီဝိတန်းမှာဆိုဘယ်သူနဲ့ဖြစ်ဖြစ်ရှေ့မြိုင်ထိုးသက်ခြင်းပါတယ်မကြောက်ပါဘူးဒါကြောင့်ကျွန်မချန်ပီယံဖြစ်ရမယ်လို့ပြောလိုက်တာပါလို့ပြောသွားခဲ့ပါလိမ့်မြန်မာပြည်သက်တွေရဲ့အားပေးမှုက ကဘာမှာဆိုင်တင်တင်လောက်ပါတယ်ကိုမြမကစားမဘလို့အချိန်မျိုးမဆိုနိုင်ပွဲရတာကိုပဲမြင်နေကြတာပါအဲ့ဒီစိတ်ကြောင့်မြမပရိသတ်တွေကတခါလေးမှအဆုံးရောက်သွားတတ်တယ်နိုင်ပွဲများတဲ့အခါကိုမြမကစားမကိုရစရာမရှိအောင်ပြစ်တင်တတ်ကြတယ်အကျိုးကြောင့်စီတော်စွာနဲ့ချက်လက်ကြကြဝေဖန်တာမျိုးမဟုတ်ဘဲအတက်လူကြီးလိုအပ်တာထပ်ပို့ပြီးတော့ဝေဖန်သူတွေကလည်းရှိနေပါတယ်အခုလိုလူမှုကွန်ရက်ခေကြီးထဲမှာအဲ့ဒီလိုဝေဖန်သူတွေပို့ပို့များလာနေပါပြီစားမတယောက်ရဲ့ professional ကြကြနေထိုင်ပြီးနှစ်ပေါင်းများစွာတီးဆောက်လာတဲ့ဘဝတစ်ခုကို သူတို့စိတ်တိုင်းကမဖြစ်တာနဲ့ပဲအစင်တိုင်းမရှိပုတ်ခတ်ပြောဆိုတာတော်လေးကိုစိတ်ပြက်စရာပါဘရိုနီကာဝိတ်တူရင်ဘသူကိုမှမကြောက်ဘူးလို့ကြွေးကြော်ထားတဲ့သူပါသူရဲ့လက်သီးသူရဲ့ကန်ချက်သူရဲ့အဆက်မပြတ်ဖိအားပေးမှုတွေကြောင့်ပြိုင်ဘက်တွေအသက်ရှူမဝပါဘူးထိုင်းဖိုက်ဘီမားပွဲကိုပိုင်ဆိုင်ဖို့သူဘရိုနီကာအတွက်ဝမ်ချန်ပီယံရှစ်ချန်ပီယံကပ်ဘတ်ဟာနောက်ထပ်မျောလင်းချက်ပါအဲဒီမျောလင်းချက်အတွက်ဒါစီမှန်သမျှကိုကြော်ဖြတ်ချင်နေတယ်တန်ကြမျက်ဝန်းတွေကိုလောင်ရင်နေပြီးဘရိုနီကာဆွမ်းပြချင်နေပြီသူရဲ့ရီမန်ချက်ကချန်ပီယံကပ်ဘတ်ဖြစ်လို့ အဲ့ဒီရီမန်ချက်ပြည့်အောင်အစွမ်းပြမယ်ထင်နေ။ဘရိုနီကာကမြန်မာဖိုင်တာရဲ့ဂုံတိတ်ခါကိုအမြင့်ဆုံးကြောက်အောင်ဖန်ဆင်းပြခြင်းနေတယ်။ဟုတ်ကဲ့ပါဒီဘက်ကတော့ပဲဆိုတော့ဘောရာတို့ဘလို့မြင်လဲဘရိုနီကာအခုအစွမ်းစားအတိုင်းဆိုရင်ဝမ်းမှာကပတ်ရနိုင်တဲ့ဒီဖြစ်နိုင်မလားဘလို့ထင်မိမှုရှိကြလဲပြောပေးခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်။